မြန်မာနိုင်ငံမှာပထမအဆုံးဖွင့်လှစ်မဲ့ကိုရီးယားပိုင်လော်တယ်ရီယာချက်ချော်နဲ့ဘာသာဆိုင်ပွဲတစ်ခုကိုရန်ကုန်မြို့ဂျန်ရှင်စကွဲမှာမိတ်ဆက်ပွဲတစ်ခုဧပြီ၁ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ကိုရီးယားဂျပန်အယုတ်ဗီယက်နမ်အင်ဒိုနီးရှားစတဲ့အာရှနိုင်ငံတွေမှာဆိုင်ပွဲပေါင်း၂000ကျော်ဖွင့်လှစ်ထားတဲ့လော်တယ်ရီယာဆိုင်ပွဲတစ်ခုကိုဧပြီ၁၇ရက်နေ့မှာဂျန်ရှင်စကွဲမှာဖွင့်လှစ်မှာဖြစ်ပြီး Grand Open League ကိုဧပြီ၂၈ရက်နေ့မှာကျင်းပမယ်လို့ပြောဆိုပါတယ်။ ဆိုင်ခွဲအတွက်ဘာသာနဲ့ကြက်ကြော်တွေမှာအသုံးပြုဖို့စက်ပစ္စည်းတွေကိုကိုရီးယားနိုင်ငံကနေမှာယူထားပြီးဆိုင်ဝန်တန်းတွေကိုလည်းကိုရီးယားမှာတင်နှံပေးလေ့ကျင့်ထားတယ်လို့ပြောဆိုပါတယ်။ Lotteria Fast Food ကို1989မှာဂျပန်နိုင်ငံမှာပထမဦးဆုံးဆိုင်ခွဲကိုစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံမှာတော့ဒါမဲ့9နှစ်အတွင်းဆိုင်ခွဲပေါင်း20ဖွင့်လှစ်ဖို့မျှော်မှန်းထားတယ်လို့ပြောဆိုပါတယ်။ဟုတ်ကူပစ္စည်းတွေသုံးစွဲတဲ့ဟမ်ဘာဂါပစ္စည်းတွေနောက်ပြီးတော့စက်တွေအစား ကိုရီးယားကနေတွေးနေတိုက်ရိုက်အသားတွေလည်းတိုက်ရိုက်တွေးနေတယ်။ကျွန်တော်စားတော့အန်ဒီမဖြစ်စေနဲ့အိတ်နေပါရင်ဆုံးအောင်ကျွန်တော်က wrap in ပေးပါရပါမစားဘူး။အဲ့ဒီအသေးစိတ်ကပါစားကြတယ်လို့ကတုံးလာတာပေါ့လေ။နောက်လာမယ့်9နှစ်လောက်ပါတော့ကျွန်တော်တို့ဆိုင်ခွဲ20လောက်ကျွန်တော်ဆက်လက်ပြီးတော့ဒီမှာပါပဲ။ဖွင့်သွားပြီ။ဒီရတာ